ညီကောင်မတို့များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ရုပ်ရှိသူညီကောင်မတို့တွေဘယ်စီးပွားရေးတွေလုပ်ကြမလဲပေါ့နော်ဘယ်စီးပွားရေးတွေမလုပ်ရဘူးလဲပေါ့နော်ဖခင်စိုက်နှစ်တက်တဲ့အရာကိုလုပ်မယ်ဆိုလို့ရှိရင်တော့တင်လုပ်တဲ့အရာတိုင်းမှာဖခင်အောင်မြင်ရတဲ့အခွင့်ဖခင်ကောင်းချီးပေးမယ်ဖခင်မစိုက်နှစ်မနှစ်တက်တဲ့အရာတွေကိုသင်ကတည်တဲ့နဲ့ဖြစ်စီမတည်တဲ့နဲ့ဖြစ်စီလုပ်မယ်ဆိုလို့ရှိရင်တော့တင်လုပ်ငန်းမှာအမင်္ဂလာတွေခံစားရမယ်ဆိုတဲ့အရာလေးကို အတူတူကဆင်ကျင်ခွန်အားယူရမယ်ပေါ့နော်ဒီနေ့တော့ကျွန်တော်တို့တမချက်စာဖတ်တယ်ဆင်ကျင်ရင်းနဲ့ဒီနေရာလေးကိုရောက်နေတဲ့အခါမှာအာကျွန်တော်တို့ဖတ်မိတဲ့အရာလေးတွေကိုပြန်လည်ပြီးတော့ရှင်းရှင်းလုပ်ပေးခြင်းဖြစ်တယ်ပေါ့နော်အာဖျားခင်ကအတိုးစားတာမကြိုက်ပါဘူးနောက်တစ်ခုကကျတော့ဒဇိုးစားတာဖျားခင်မကြိုက်ပါဘူးကွန်စားလည်းမကြိုက်ပါဘူးနော်စလေးတောက်တာသူ့ရဲ့ခန္ဓာကိုယ်ဗိမာန်ကိုဖျက်ဆီးတဲ့အရာတွေလုပ်တဲ့အရာတွေသူမကြိုက်ပါဘူးแช่ထူတာလည်းသူမကြိုက်ပါဘူး။ဒါဆိုလို့ရှင်แช่ထူတာမကြိုက်ရင်แช่တိုင်းကိုင်းတာရောမကြိုက်ဘူးเนาะ။နောက်ထပ် အခုတို့လုပ်ပြီးလုပ်တာကိုသူမကြိုက်ပါဘူး။နေရာလေးနဲ့ပတ်သက်ပြီးတော့နော်အတူဆရာဖျားခင်မကြိုက်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ထွက်မြေပါအခန်းကြီး22အငယ်25ထဲမှာနော်အတူတူကဆင်ကျင်ကြမယ်နော်။ငါလူဖြစ်တဲ့ဆင်းရဲသားအိမ်ကြီးချင်းကတင့်ဒီငွေကိုချေးလင်အတူဆသောသူကဲ့သို့တူနိုင်မပြုအတူကိုမတောင်းရ။ဆိုတဲ့အခါမှာဒါကအများကြီးဝိဟာရတွေကွဲပြားနိုင်တယ်ပေါ့နော်။တချို့ကြတော့လဲကတိကတ္တနဲ့အရပါတယ်ဆိုပြီးတော့ပြောရလို့လည်းရှိပါတယ်။ အဲတချို့ကြတော့လေအာရပါတယ်ဘာမှမဖြစ်ပါဘူးဒီຢာလေးကတော့ဆိုပြီးတော့အော်ပြောရင်လည်းပြောလိုက်မယ်ပေါ့နော်ရပါတယ်ဆိုလဲစက်သွားပေါ့နော်ဘုရားခင်တော့လွတ်လပ်စွာရွှေ့ပိုင်ခွင့်ပေးထားပါတယ်တို့ဗိမဲ့တုတ်တန်ခန်းကြီး28เนาะအငယ်8ထဲမှာဘယ်လိုပြောထားလဲဆိုတဲ့အခါမှာအတိုးအဆယူမတရားသောအမျက်အပြင်ဥစ္စာကိုစီးပူးသောသူတည်းတင်းရဲသားကိုတနာသောသူအဖို့သာစီးပူးတတ်တယ်တင်းအတိုးအဆတဲ့အရာကိုဘုရားခင်မတရားသောစီးပွားလို့တတ်မှတ်လာတာဖြစ်တယ် ဒီဟာအဖြစ်ဥစ္စာကိုစီးပူတော့သူတင်ဘလောက်ပဲရပါတယ်ဆိုပြီးတော့ဆက်လုပ်ရတယ်လေဒါပေမဲ့တနည်းနည်းတစ်ချိန်ချိန်မှာတင်ရှာထားပွေထားတဲ့အရာတွေအလုံးကဆင်းရဲသားကိုတနာတဲ့သူလက်ထက်ကိုရောက်သွားမယ်လို့ပြောထားဖြစ်တယ်ပေါ့နော်ဒီဟာလေးအားလည်းရှင်နဲ့ဆင်ကျင်မှုဖြစ်တယ်ပေါ့နော်ရွေးချယ်ပိုင်ခွင့်အများကြီးရှိပါတယ်တော့ကျမအသက်တာပြောင်းလဲလာကအချိန်မှတော့အဲ့လိုမျိုးပဲကျမလည်းရွှေပဲအပေါင်ခံနေပေါ့နော်အပေါင်ခံနေရွှေတိုးဆိုတဲ့အခါမှာနှစ်ချက်တိုးပဲလေး တို့ပဲမှာအတိုးဆိုတဲ့ကောင်းစင်အောင်မှာနှစ်ချက်တိုးပါသလို20တိုးလည်းပါသလို30တိုးလည်းပါတယ်အတိုးကအတိုးပဲနည်းနည်းများများအော်ဘောနော်ဖခင်ကမကြိုက်ဘူးဆိုမကြိုက်ဘူးပဲပေါ့နော်မလုပ်ပါနဲ့နော်ရွေးချယ်ပိုင်းခွင့်နေအများကြီးရှိပါတယ်ကျမတို့နော်ကျမတို့ဖခင်စီရင်တတ်တဲ့ဉာဏ်ပညာကိုပေးထားပြီးသားဖြစ်တယ်နော်ကျမတို့နော်ဒီအရာတွေကိုအာရွေးချယ်ပိုင်းခွင့်နေဖခင်ကလွတ်လပ်စွာပေးထားပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဖခင်သခင်ကနော်ချဲထုတ်တာမကြိုက်ပါဘူး ချဲထိုးတာမထိုက်ဘူးဆိုလို့ချဲတိုင်ကင်မယ်လို့တော့မလုပ်နဲ့တော့ချဲတိုင်ကင်လည်းဘုရားသခင်မကြိုက်ပါဘူး။ဘာဖြစ်လို့လဲ။ကျန်းစာမှာဘယ်မှာပြောထားလို့လဲဆိုပြီးတော့ကျွန်တော်မင်းကြီးလည်းမင်းနေပေါ့နော်။ဘာဖြစ်လို့ချဲထိုးတာလဲ။ဘာဖြစ်လို့ဒီလောက်ယုံကြည်သူခရိယန်တွေအားလာလဲလို့ကျွန်မစဉ်းစားကြည့်တယ်နော်။တနည်းသူတော့မပြောလို့ပါဘူးနော်။ဘုရားကိုလည်းသိတယ်နော်။အမြင့်ဆုံးတော့ဘုရားခင်ဉာဏ်ပညာလည်းပေးထားပါရဲ့နဲ့နော်။အကွက်တရာမှာမှာကိုးစုတ်ကိုးကွက်ကဒိုင်ဘက်မှာဗျာ။ တော့တကွက်ပဲကို ထိုးတဲ့လူရဲ့ဘက်မှာရှိမှန်တည့်ရဲ့သားနဲ့မှာနော်ချဲထိုးတဲ့လူကြီးတော်တော်လေးကိုအားတယ်လို့ပြောချင်တယ်နော်ဘာဖြစ်လို့အဲ့လောက်အားကြတာလဲပေါ့နော်နော်ကျွန်တော်တို့လည်းမသိခင်အချိန်ကတော့နော်အရင်တော့ကတော့ကျွန်တော်ကကံကိုယုံပြီးသွားတဲ့အသက်တာနဲ့အသက်ရှင်တော့ငါကံလည်းကောင်းနေလားလို့ဆိုပြီးတော့စမ်းသက်ကြည့်တဲ့အချိန်ကြီးရှိခဲ့ဘူးပါတယ်မလုတ်ခဲ့ဘူးမဟုတ်လုတ်ခဲ့ဘူးပါတယ်မတိတော့ကလုတ်ခဲ့တာဖြစ်တယ်ပေါ့နော်အခုချိန်မှာဖျားခင်ပေးတဲ့ဉာဏ်ပညာတွေရှိပါလျက်နဲ့ င်မတို့အနိုင်မယ်ဆိုလို့ရှင်နော်လောကသားလာတော့ကျွန်တော်တို့ဓာတ်မရှိသလိုဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဖရာတိတ်ခါမကြဘူးအရေးကြီးတယ်နော်မအပါနဲ့မတုံးပါနဲ့ပေါ့နော်ကျွန်တော်တို့ယုံကြည်သူမှလည်းကံကိုယုံပြီးတော့ကံကောင်းလားကောင်းလားဆန်းတက်ကြည့်စရာအကြောင်းမရှိဘူးပေါ့နော်နော်ဒါဆိုလို့ရှင်ချဲမထိုးရအထီမထိုးရလို့ကျန်းစာထဲမှာပမာပေါ်ပြထားလို့လဲဆိုပြီးတော့မင်းမင်းလည်းမင်းနိုင်တယ်ပေါ့နော်တချို့ကြတော့လည်းအရန်ဝါသနာပါလွန်လို့ထိုးနေတဲ့သူတွေရှိပါတယ်ပေါ့နော်တုတ်တန်ကျန်အခန်းကြီး28အငယ်20မှာ တစ္ဆာဆောင်တော်သူဒီတဲ့ကောင်းကြီးမင်္ဂလာနဲ့ကြွယ်ဝလိမ့်မည်ငွေရတဲ့ချင်းကအလှည့်အမြန်ပြုတော်သူမူကအပြစ်နဲ့မလွတ်ရငွေရတဲ့ချင်းကအလှည့်အမြန်ပြုတာဖြစ်တယ်ဒီလောက်ကဖျားမဆိုင်ပါဘူးပေါ့နော်ဆိုတဲ့အကြောင်းကိုလည်းကျွန်မဒီမှာပြန်ပြီးတော့ sharing လုပ်ပေးခြင်းနဲ့ပေါ့နော်နောက်တစ်ခုကကြတော့အာကုသို့အလုပ်ကိုမလုပ်ပါနဲ့အာကုသို့အလုပ်ဆိုတဲ့အခါမှာအဲကျမတို့ဖះကိုတည်တဲ့ယုံကြည်သူမျိုးကိုမှမှားတွေတည်ထားတဲ့အာကုတို့အလုံးနဲ့နော်ဖះကိုမတည်ရှိတဲ့သူတွေတတ်မှတ်ထားတဲ့အာကုတို့အလုံးမတူပါဘူး เนาะဖျားသခင်ကိုမသိရှိတဲ့သူတွေတတ်မှတ်ထားတဲ့အာကုသို့လို့ဆိုတော့အမဲတိုင်းတို့ကြက်တိုင်းတို့တို့အာကုသို့အလုပ်ဟောပေါ့နော်အရက်ဆိုင်ပြီးရဆိုင်ပေါ့နော်ဒီလိုဟာမျိုးတွေလည်းတို့အာကုသို့အလုပ်မတရားသောစီးပွားပေါ့ဘိန်းရောက်လာတို့နော်အော်ဆေးချောက်ရောက်လာတို့လည်းမတရားသောစီးပွားအာကုသို့အမတရားသောစီးပွားလို့တတ်မှတ်တယ်စားတက်ငါတက်တွေတို့တို့အာကုသို့အလုပ်လို့တတ်မှတ်တယ်တို့ပဲမဲ့ကျမတို့ကောင်းကင်ကြီးနော်တလေးဆန်တွေကိုဖန်ဆင်းတဲ့ဖရာက ဖရာသားသမီးတွေအတွက်ကကြတော့နော်တလေးဆန်တွေကိုဖရာခင်ဘာလို့ဖန်ဆင်းတာလဲကဘာဦးမှာနော်လူတွေနဲ့မိသဟာယာဖွဲ့ကိုနော်အတီးနှံနေနော်လူတွေစားသုံးဖို့လို့တလေးဆန်တွေလည်းစားလို့ရတယ်နော်တချို့လည်းနော်ထီကျန်နေတဲ့သူတွေအတွက်ကတလေးဆန်လေးတွေကအဖို့ဖြစ်တယ်နော်မိသဟာယာဖြစ်တယ်နော်ဖရာခင်ကဒီလိုဖန်ဆင်းပေးထားတာပါဒီຢာတွေကိုစားတဲ့အတွက်လည်းငရေမကြည့်သလိုဒီຢာတွေကိုတတ်ပြီးတော့ရောင်းတဲ့သူတွေလည်းအခုတူအလုံးမဟုတ်ပါဘူးတကယ်တကယ်အာဟုတုအလိုအစ်မှန်ကဖေရလဲဆိုတဲ့အခါမှာဖျားခင်ဖန်ဆင်းထားတဲ့လူ เนาะအဲ့ဒီလူကဘုရားကိုသိလို့ရှင်သူ့ရဲ့နှလုံးသားထဲမှာဘုရားခင်ကျင်းဝတ်ရာဗိမ္မာန်တော်လို့ပြောတယ်အဲ့ဒီဗိမ္မာန်တော်ဘုရားခင်ပေးထားတဲ့ခန္ဓာကိုဖြတ်စည်းတဲ့အရာတွေကဒါလည်းအကုတုအလုပ်ဖြစ်တယ်ဗောနော်ဒါလေးကိုစမ်းသပ်လေးနဲ့တကွာတူကဆင်ကျင်ကြရအောင်ဗောနော်တစ်တော်ခန်းကြီးတုံးငယ်16 16မှာတင်တို့ဒီတဲ့ဘုရားခင်ဗိမ္မာန်တော်ဖြစ်ကြသည်ကို၎င်းဘုရားခင်ဝိညာဉ်တော်ဒီတင်တို့အထိမ့်၌ကျင်းဝတ်တော်မူသည်ကို၎င်းမတိကြသလောတဲ့ အကျဉ်သူဒီဖျားခင်ဤဘိမှန်ကိုဖျက်ဆီးဤထိုသူကိုဖျားခင်ဖျက်ဆီးတော်မူလိမ့်မည်ဖျားခင်ရဲ့ဘိမှန်ကိုဖျက်ဆီးတဲ့သူတွေကိုဖျားခင်ဖျက်ဆီးမယ်ဖျားခင်ရဲ့ဘိမှန်တော်ကိုဖျက်ဆီးစေတဲ့အစာအတော့ပြီးအစာတွေကိုရောင်းတဲ့သူတွေကသာလေအကုသို့လုံးဖြစ်တယ်ဒီဟာတွေကိုပြောတဲ့အခါမှာနော်ဒီကြမ်းကြက်အဖြစ်ပြောတဲ့အခါမှာမတိုက်တဲ့သူတွေအများကြီးရှိပါရှိနိုင်ပါတယ်နော်တို့ပင်မဲ့ဝိဟာရတွေလည်းအများကြီးကွဲပြားစရာလည်းဖြစ်နိုင်တယ်တို့ပင်မဲ့လည်း တမတရားကတော့မတိုက်ရင်ဟောရှင်းရှင်းပြောမှဖြစ်တယ်ရဲရဲပြောမှဖြစ်တယ်ဒီအရာကိုပြောလိုက်လို့ကျမတို့ကိုမတိုက်တော့ဘူးဆိုလို့ရှင်လေဒါမတတ်နိုင်ဘူးเนาะဘုရားပြောထားတဲ့အရာတော့ကျမတို့နှုတ်ရှာပါဇက်ကအစီခံရမှဖြစ်တယ်ပေါ့เนาะဘုရားရှင်ရဲ့ဗိမာန်တော်ကိုဘုရားရှင်ချင်းဟုတ်တဲ့ဗိမာန်တော်ကိုဖျက်ဆီးတဲ့အစာအဲ့အစာတွေကိုရောင်းနေတဲ့သူတွေထုတ်လုပ်နေတဲ့လူတွေဖြန့်ဖြူးနေတဲ့လူတွေเนาะဘိန်းတွေလည်းပါမယ်ဆေးချောက်တွေလည်းပါမယ်เนาะလူကိုဆွဲလန်းပြီးတော့နောက်ဆုံး နော်အဆုံးမှာပြက်စီးခြင်းမှာလမ်းဆုံးတဲ့အရာတွေအရက်တွေပါမယ်နောက်အရက်တွေပါမယ်နော်ဒါဆိုလို့ရှိရင်ကွန်းရာကောမပါဘူးလားဆက်လက်ကောမပါဘူးလားပါတယ်ပါတယ်ကွန်းရာလည်းပါတယ်ဆက်လက်လည်းပါတယ်အစာမဟုတ်တဲ့အစာတွေဖြစ်တယ်ဘာဖြစ်လို့စားနေကြတာလဲပေါ့နော်ဖျားသခင်နော်တင်းဝတ်တဲ့ဗိမာန်တော်ဖြက်စီးတဲ့အစာရောင်းချတဲ့သူတွေနော်ကွန်းရာရောင်းတဲ့လူတွေနော်ဒါကဖျားသခင်ကျွန်တော်တို့ယုံကြည်သူညီကောင်မှားတယ်ကွန်းရာမြောင်းပါနဲ့ကွန်းရာလည်းမစားပါနဲ့ဒီလိုပြောလို့ရှိရင်လည်းအများကြီးဟာတာကွဲပြားမှာဖြစ်တယ် တို့ပင်မဲ့လဲကြားဖို့လိုတယ်เนาะเนาะကျမတို့ဒီရာလေးနဲ့ပတ်သက်ပြီးတော့ဟေရှာယ55ငွေနှစ်မှာပေါ့เนาะအစာမဟုတ်တဲ့အရာကိုတင်လို့ငွေကို၎င်းနဲ့เนาะအမွတ်မပြေနိုင်တော့အရာဖို့တင်လို့ဥစ္စာကို၎င်းအဘဲဆောင်ကုန်စီကြတယ်နီးရဲ့เนาะငါစကားကိုစစ်စစ်နားထောင်လေကောင်းတော့အစာကိုစားကြတော့တင်လို့ဤဝိညာဉ်ဒီချို့တော့အရာတို့၌မိမိကိုမိမိမွေးလျော်စေလိုက်နီးတဲ့အစာမဟုတ်တဲ့အစာအတွက်ဘာဖြစ်လို့တင်တို့ဥစ္စာကိုကုန်စေကြတာလဲ အဲ့အစာမဟုတ်တဲ့အစာကိုစားသုံးခြင်းအဖြစ်သင်တို့ရဲ့နော်ခန္ဓာကိုယ်မှာကြောက်တည်တယ်လာမယ်နော်ကိုယ်ရာလေးစားခြင်းအဖြစ်နော်ကွန်တီးရဆွဲလန်းစေတဲ့အရာဖြစ်တယ်နော်ဘိုက်လည်းမပြည့်ဘူးဖျားခင်ကဘိုက်မပြည့်ဘူးအဟာရမဖြစ်ဘူးခန္ဓာကိုယ်ကိုဆိုးကျိုးပေးမဲ့အရာတွေကိုဖျားခင်စားဖို့အလိုမရှိပါဘူးနော်ဒီရာလေးကိုတိဖို့လိုတယ်ဟာကိုယ်ရာလေးပဲဘာမှမဖြစ်ပါဘူးနော်သင်ကြောက်တည်တယ်လာမယ်အဲတင်ကြောက်တယ်အောင်မယ်เนาะကြောက်တယ်တော့ခွဲထုတ်ရမယ်เนาะတင်ရဲ့ခန္ဓာကိုနာကျင်မယ်เนาะ တင်းရဲ့ခန္ဓာကိုယ်မှာထိခိုက်မယ်နောက်ဆုံးနော်တင်းဒီအရာကိုဆွဲလန်းနေခြင်းအပြင်မဖြတ်တောက်နိုင်ခြင်းအပြင်နော်ဒီအရာလေးအောင်တင်းတို့ရဲ့ဖះကမလုတ်ပေးနိုင်ဘူးလားကိုင်းရပြက်အောင်တော့ဖះကမလုတ်ပေးနိုင်ဘူးလားနော်စက်လိတ်တောင်မဖြတ်ပေးနိုင်ဘူးလားဆိုဖះဘုံလဲကြပါတယ်နော်ပြီးတော့လေနိုင်ငံတကာနဲ့ရှင်လာတဲ့အခါမှာလေအာကွန်ဆတဲ့အခါမှာကျမတို့မတန့်ရှင်းပါဘူးနော်တန့်ရှင်းခြင်းနဲ့ပတ်သက်လာရင်ကျမတို့ယုံကြည်ကိုယ်ွယ်တဲ့ဖះကတန့်ရှင်းတယ်ဆိုပြီးတော့မှကျမတို့ပါးစပ်တွေကညစ်ပေးပွားနေလို့ရှင်လေနော်ဖះဘုံမထင်ရှားပါဘူးပေါ့နော် ဘုရားရှင်လည်းအစာမဟုတ်တဲ့အစာဖြစ်တဲ့အတွက်လည်းမကြိုက်ပါဘူးပေါ့နော်မစားရဘူးလို့ပြောထားပါဗျာနော်စက်လိတ်လည်းစက်မပြေဘူးနော်အခုခစ်စာနေတဲ့သရှင်ပါဆိုတဲ့အစုတ်သေးအထီကိုနော်အဲ့ဒါတေမာအဲ့သရှင်ရှော့ရှော့မဆိုနဲ့ယုံကြည်သူညီကိုပေါ့နော်အရောက်ချင်းစီတိုင်းနော်နော်အစုတ်ကိုထိကြိုက်စီတဲ့စက်လိတ်ဒါကိုဖွဲ့ကန်တွေကနဲ့သချင်းဆိုပြီးတော့ကနေတဲ့သူတွေကလည်းရှိသေးတယ်အဲ့ဒီမှာယုံကြည်သူတွေလည်းပါသေးရဲ့နော်ဒီဖျားခင်ဖန်ဆင်းထားတဲ့လူရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးစေတဲ့အစာမှန်သမျှ စားတုံးတဲ့သူရောင်းချတဲ့သူနော်ထုတ်လုပ်တဲ့လူဖြန့်ဖြူးတဲ့လူဘာမှဖျားခင်မကြိုက်ဘူးနော်အဲ့တချင်နဲ့ကားနေတဲ့လူလည်းဖျားခင်ကြိုက်မှာမဟုတ်ဘူးမကားပါနဲ့နော်ဒါတွေကလောကတချင်တွေဘာမှမဆိုင်ဘူးနော်အစုတ်သေးသူဖြတ်စည်းမဲ့ဒီဆက်လက်အငှုပ်အကြောင်းကိုတည်ဆိုထားတဲ့တချင်ကယုံကြည်သူဂျုံဘာမှဘာမှမဆိုင်ဘူးဖြစ်တယ်ပေါ့နော်ဒါလေးကလည်းဆက်မိလို့ပြောတာဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့နော် ရုပ်ရှင်သူမျိုးကိုမောင်းထွားရေးဈေးဆိုင်တွေဖွင့်ထားရလို့ရှိရဲ့ဈေးရောင်းနေတဲ့သူတွေရှိရဲ့ပစ္စည်းမှန်ဈေးမှန်ရောင်းမှာဘောနော်မမှန်သောချိန်ဝင်တဲ့အလေးကိုလည်းဖျားခင်ဆက်ဆုပ်ယွန်ရှာတဲ့အရာဖြစ်တယ်ဘောနော်ပစ္စည်းမှန်ဈေးမှန်ရောင်းခြင်းအပြင်ဒီဆိုင်ကဖျားသားသမီးလုပ်တဲ့အခါမှာဟာပစ္စည်းလည်းမှန်တယ်ဈေးလည်းမှန်တယ်ဆိုပြီးတော့မှတကယ်ဘုန်းတော်ထင်ရှားတာဖြစ်တယ်ကျွန်တော်တို့မျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆိုင်ကြီးကြီးဖွင့်ထားတယ်เนาะကျွန်တော်တို့ဆိုင်ကပစ္စည်းမှန်တယ်လို့ဈေးလည်းအတန်ဆုံးဆိုင်ဖြစ်တယ်เนาะခရိယံအိမ်အောင်မိသားစုကဖွင့်ထားတဲ့ဆိုင်ဖြစ်တဲ့အခါမှာ เนาะဒါကဘုန်းတော်ထင်ကြခြင်းတစ်ခုဖြစ်တယ်ပေါ့နော်လူတွေယုံကြည်တယ်เนาะလူတွေယုံကြည်တာဖြစ်တယ်လူတွေရဲ့ယုံကြည်မှုကိုကျွန်တော်တို့ကသိမ့်ပိုက်ထားတာဖြစ်တယ်ပေါ့နော်ဒီຢာလေးအဖြစ်ဘုရားခင်တိုက်နေတဲ့တဲ့ຢာလေးဖြစ်တယ်ပေါ့နော်နှုတ်ပတ်တော်ကဘာပြောလဲဆိုတဲ့အခါမှာတုတ်တန်ခန်းကြီး20ငွေ23အလေးချင်းမတူတော့အလေးတို့ကိုထာဝရဘုရားဆက်ဆုပ်ယုံရှာတော်မူ၏စင်းလဲတော့ချိန်ဝင်တည်လည်းအပြစ်ရှိ၏တဲ့ပေါ့နော်ဒီရလေးကိုလည်းကျွန်တော်တို့သိရတယ်နောက်ထပ်ကျွန်တော်တို့ယုံကြည်သူမျိုးကမှအရင်တော်ကြတယ်။နောက်ညံနေလည်းကောင်းကြတယ်။ဖျားပေးတဲ့ညံပညာစုကျေစုတွေရှိတဲ့အခါမှာ နော်ဒီအစိုးရအုပ်ချုပ်မှုနော်ရန်နေရာထဲမှာလည်းတချို့အရာရှိအရာခံတွေရှိပါတယ်အများကြီးနော်သူတို့တွေနဲ့ပတ်သက်ပြီးတော့လည်းဒီမှာဒီနေရာမှာနောက်ဘက်တော်လေးအဖြစ်မလို့သစိုးစားတာဖျားခင် လုံးဝမကြိုက်ပါဘူးလက်လာပါယူတာဖျားခင်လုံးဝမကြိုက်ပါဘူးအဲ့ဒီလက်လာပါတွေကပညာရှိတဲ့သူရဲ့မျက်စိကိုကြွယ်စေတယ်လို့နော်ကျမတို့ထွက်မြောက်ရအခန်းကြီး22အငယ်8မှာတင်သစိုးမ တင်သည့်သိုးကိုမစားရသိုးသည်ပညာသိုးသည်ပညာရှိတို့ဤမျက်စိကိုကြွယ်စေ၍ဖြောင့်မတ်သောသူတို့ဤစကားကိုလည်းလွဲစေတတ်၏ကဲ။ကဲဒီလောက်ဆိုလို့ရှိရင်တော့နော်ဟောကျမတို့ဟောယုံကြည်သူညီကောင်မဟမလေးလုံရမယ့်အရာတွေမလုံရမယ့်အရာအရာတွေပေါ့နော်။အော်တည်သွားပါပြီပေါ့နော်။လုတ်ပြီးတာလုတ်ဖြစ်နေတယ်ဆိုလို့ရှိရင်လဲနော်အချိန်ယူပါပြောင်းလဲပါဘုရားရှင်ကဆုတောင်းပါကိုတော်ဘယ်လောက်ကိုသမီးပြန်လောက်ရမလဲတအားတော့ဘယ်လောက်ကိုပြန်လောက်ရမလဲတအားတော့ဒီလောက်မှာလုံနေတာထိုင်ကြနေပြီဖြစ်တယ် နော်ဒါမဲ့ဖရာသခင်ကတင့်ကိုဉာဏ်ပညာပေးပါလိမ့်မယ်ဖရာသခင်ကထွက်မြောက်ရလမ်းကိုပြင်ဆင်ပေးပါလိမ့်မယ်တာ၍စိတ်နဲ့နဲ့စက်စာရရဲ့ကိုတင့်ကိုပြင်ဆင်ပေးပါလိမ့်မယ်နော်ဖရာရှိမှာတိုးဝင်မှာဝင်ချပါတောင်းပန်မှာဖိလိပ္ပိခန်းကြီးလေးအငယ်နော်6ခွန်ထဲမှာနော်အရာရာ၌ယေရှုကိုချီးမွမ်းမှာဒီရှင်နေတိရက်တီခွင့်ပေးတယ်ဒီရှင်နေတိအသက်ရှင်တန်ခွင့်ပေးတယ်နော်မတိပဲနဲ့လုခင်မိရဲ့ယာတော့လဲနော်ဖရာကခွင့်လုပ်ပေးထားလို့ယေရှုတင်တယ် ုတောင်းပထနာပြုကြံအဖြစ်တင်းတို့တောင်းပန်လိုတဲ့အရာတွေကိုဖျားခင်ကတားဆောက်ကြတော့ထိုသူပြင်လည်းအဘယ်သူမှတိမ်မမီနိုင်တဲ့ဖျားခင်ငြိမ်သက်ခြင်းနဲ့တကွတင့်ကိုနော်ဖျားခင်ကအကောင်းဆုံးအလုပ်ကိုလည်းဆက်ပြီးတော့ပြင်ဆင်ပေးမယ်ဆိုတာကိုယုံကြည်ခြင်းနဲ့ဘုရားရှင်မှာဆုတောင်းပါအလုတ်ပြောင်းပါဘုရားပေးတဲ့ဉာဏ်ပညာရှိပါတယ်ကျွန်တော်တို့မှာအပါနဲ့เนาะရှင်ရာကုတ်လေးလေးတဲ့မှာเนาะလောကကိုเนาะမိတ္တဟာယ ဖွဲ့တဲ့သူကဘုရားခင်ရန်သူလို့ပြောထားပါတယ်။လောကသားတွေကလှုပ်တဲ့အချိန်ကျွန်တော်တို့လိုက်လို့ဆရာမလို့ဘူး။လောကသားတွေလှုပ်လို့ကောင်းကြီးဖြစ်တယ်ကျွန်တော်တို့လိုက်လို့ဖို့မဟုတ်ဘူး။ဒီလောက်ကဘုရားကြိုက်လားမကြိုက်လား ဘုရားရှင်ရဲ့တမန်ကျမ်းစာထဲမှာဒီလုံနဲ့ပတ်သက်ပြီးတော့လုတ်ခွင့်ပေးထားလားမလုတ်ခွင့်ပေးထားလားလမ်းကျယ်ကိုကျွန်တော်တို့လိုက်ဖို့မလိုဘူးဘုရားရှင်ပေးထားတဲ့ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံတဲ့အရာတွေကဘုရားရှင်လုတ်ခိုင်းတဲ့အရာတွေကိုလုတ်တဲ့အခါမှာသူပေးခြင်းတဲ့အရာကလေဘုရားကလေပေးခြင်းတော့ဘုရားလက်ရားနေတာဖြစ်တယ်ဘုရားကအင်မတမကျွန်တော်တို့ကိုကြွယ်ဝခြင်းတတ်တာနဲ့သူသာအွေကောင်းပြီးတာရဲ့စိမ့်လန်းတော့ချက်ဆရာရဲ့ဆိုကြရအောင်နော်ဘုရားရှင်ပေးမယ့်အရာကနော်အခုဒီလောကမှာကျွန်တော်တို့ နေထိုင်တက်ရှင်တဲ့အချိန်ခါမှာပဲဖျားရှင်ကပေးတင်တာမဟုတ်ပဲနဲ့နော်ကျမတို့တည်ပြီးတဲ့နော်တမလွန်မှာကျမတို့နေထိုင်ဖို့နေရာတွေနော်ကျမတို့မကောင်းတဲ့နေရာတွေမသွားရလေအောင်ဖျားရှင်ကသာရအသက်နော်ငရေကနေပြီးတော့ကဲတင်ပြီးတဲ့ဖျားဖြစ်တယ်လို့နော်ကောင်းခင်ရွှေပြည်မှာနေစရာအခန်းငယ်များနဲ့ပြင်ဆင်ပေးထားသောဖျားရှင်ဖြစ်တယ်နော်ဒီလောကမှာအသက်ရှင်တဲ့အချိန်ခါမှာ तू ပေးတင်တာပေါ့နော်ဒါပေမဲ့ तू မကြိုက်တဲ့နေရာတွေကိုလည်းကျမတို့ကမလုပ်ဖဲနဲ့ เนาะမလုပ်ဖို့အရေးကြီးတယ်ပေါ့เนาะနောက်တစ်ခုက तू မကြိုက်ပါဘူးဆိုတဲ့အရာကိုလည်းကျမတို့လူတွေသိအောင်လို့ပြောဖို့အရေးကြီးတယ်လူတွေအကြိုက်ကိုလိုက်ပြီးတော့ကျမတို့ပြောမယ်ဒီအကြောင်းအရာပြောလိုက်ရင်เนาะတို့တွေပြောတဲ့အရာတွေကိုနားမထောင်မလို့မဲ့လူတွေကိုကြည့်ပြီးတော့မပြောပါနဲ့ तू မကြိုက်ရင်လည်းတနေ့မှာတော့ तू ဖျားမကြိုက်တာသိတဲ့အတွက်ပေါ့เนาะ ကို့အကြိုက်ကိုလိုက်မလားဖခင်အကြိုက်ကိုလိုက်မလားဒါကိုရွေးချယ်ဖို့လိုတာဖြစ်ပါတယ်ရာခင်ပြောထားတဲ့အရာပေါ်မှာပြက်ပြက်ရက်ဒီကျင်အဖြစ်ဖခင်ပြိမဲ့ကောင်းကြီးမင်္ဂလာဒီကျမတို့အကျင့်နဲ့အကျင့်စီကမြေကြီးဖြစ်ပေမဲ့ဖခင်အကျင့်နဲ့အကျင့်စီကမိုးကောင်းငယ်ဖြစ်ပါတယ်မိုးကောင်းငယ်ဖြစ်တဲ့ဖခင်ရဲ့အကျင့်နဲ့အကျင့်စီတော်တယ်မှာကျမတို့လိုက်လျှောက်သက်ရှင်တတ်မယ်ဆိုလို့ရှိရင်ကျမတို့လုံနိုင်ခြင်းတကူဖခင်ပြိတဲ့အရာကများတယ်ဘောနောဖခင်စကားနားထောင်ခြင်းအဖြစ်ကျမတို့ ဟိုတော့ကောင်းကြီးမင်္ဂလာခံစားရတော့သူတွေဖြစ်ပါစေယေရှုနာမ၌ဆုတောင်းပေးပါတယ်အရာချင်းစတဲ့ဖခင်ကောင်းကြီးပေးပါစေ